ားလုံးပဲမင်္ဂလာပါဒီနေ့ဖပြမှာကတော့ဆရာတမောင်မြတ်ဘာသာပြန်ထားတဲ့ကလေးရှိနေအခန်းကိုပဲဖြစ်ပါတယ်နားထောင်ပြီးကြပါဦးနော်အခန်းကိုတရားသူကြီး country က9နိုင်ထိုးရနဲ့တရားရုံးပြန်စပြီးနှစ်ဖက်ရှိနေတွေကိုသူ့ရုံးငယ်ထဲမှာခေါ်တွေ့တယ်อืมဒါဆိုပွဲကပေါ့တေးတေးမဟုတ်လောက်ဘူးတီယိုကကြောင်းထဲမှာပတ်ပြီးဂျူလီယိုကိုရှာတယ်ဘယ်မှမတွေ့ဘူး ခဏနေတော့အဖေနဲ့အမေရုံကန်းနောက်ဘက်မှာစပိန်ရက်ပြီးအောက်ထက်ရုံငယ်လေးကိုဝင်လိုက်တော့အဲဆာကသူ့စပွဲကိုတန်ရှင်းလုံနေအိမ်ပြန်မှုအစင်သင့်ဖြစ်နေပြီဟယ်လိုတီယိုကျောင်းမအိုကေရဲ့လားလို့မေးရင်ခရိုင်းလိုပဲခပ်ပြုံးပြုံးရှင်ရှင်နဲ့သူ့ကိုဖတ်ပြီးနှုတ်ဆက်တယ်မအိုကေဘူးအန်ဒီအယ်ဆာဟဲဘလို့ဖြစ်လို့လဲရင်ကျောင်းတက်ရတာပြင်းလာလို့ပါတပော့တပော့ဟိုအမှုကိုစိတ်ဝင်စားနေတော့ကျောင်းကပြင်းစရာကြီးဖြစ်နေမှာပေါ့ ဟုတ်ပေါ့ NDL ဆာယာတာမီစီမှာအမှုတဲ့တယောက်ရှိနေတယ်။တာအဖေကတော့ကျင်းစိမ့်လေးကျင့်နေတန်ကြားတယ်တတောက်တောက်နဲ့။ဟုတ်ကဲ့သူလေးကျင့်ဖို့လိုတယ်လေ။ဘိုင်းဘိုင်းသားရေနက်ဖန်မတွေ့မယ်နော်။ပြောပြီးအဆာကရှေ့တကားကထွက်သွားတော့ဒီကသူ့နောက်ကလိုက်ထွက်ပြီးတကားပိတ်လိုက်တယ်။မစ္စတာဘုံကကျင်းစိမ့်တုံးနဲ့သူ့စပွဲရှိမှာပဲလေ့ကျင့်နေတယ်။ အခန်းထဲမှာအစိမ်းရောင်ကော်စော်ကြီးခင်းထားတော့တကယ့်ကွင်းထဲလေးကျင့်နေတဲ့အတိုင်းပဲအပေါ်တဲ့ရုံငန်းထဲမှာအလုတ်အားချိန်တိုင်းသူဒီလိုပဲလေ့ကျင့်နေတတ်တယ်။သူလေ့ကျင့်နေတဲ့အတန်ကိုအောက်ထက်ရုံငန်းကတိုင်းစားကြားနေရတယ်။တီယိုရောက်သွားတော့စပွဲမှာပြန်ထိုင်နေပြီ။စပွဲပေါ်မှာကထုံးစံတိုင်းဆာရွက်ဆာရန်နဲ့တောင်းလို့ပုံလို့ဟယ်လိုတီယိုဟိုင်းဘေဘေဒီနေ့ကျောင်းမှာချင်းနေကောင်းရဲ့လားကောင်းပါတယ်ဘေဘေအမှန်တိုင်းပြောလိုက်ရင် ပညာရေးဘလောက်အရေးကြီးတဲ့အကြောင်းလက်ချာရီမဆုံးနိုင်အောင်လာတော့မယ်လေ။ကျောင်းစင်းတော့တရားရုံးဘက်တောင်ပတ်ဝန်းကျင်သေးတယ်။အေးဖေဖေထင်ပါရဲ့ကွာဒီနေ့ဘာတွေထပ်ထူးသေးလဲ။တာဖာညောင်တရားခွင်အကြောင်းခဏပြောပြကြတယ်။သူ့ဖေကဒီအမှုကိုလုံးဝစိတ်မဝင်စားသလိုပဲဒါကိုတီယိုတယောက်နားမလည်နိုင်အောင်ဖြစ်နေ။တစ်မျိုးလုံးစိတ်ဝင်စားနေတဲ့အမှုရှေ့နေရင်းနဲ့တရားရုံးလောကတခွင်းလုံးအေးတကြီးစောင့်ကြည့်နေကြတဲ့အမှုတီယိုကအောက်ထပ်ကိုဆင်းခဲ့ပြီး ရုံးငန်းတွေကိုဝင်နှုတ်ဆက်တယ်။ရှင်နေလက်ထောက်ပင်းစ်ကရုံးငန်းတကပိတ်ပြီးအလုံးလုံးနေ။အင်ဂျင်မြေဝယ်ရောင်းရှင်နေဒေါ်ရတီကရုံးပိတ်ပြီးပြန်သွားပြီ။အမေရုံးငန်းစီကငိုတန်တွေနဲ့ပြောဆိုနေတဲ့တွေအပြင်ကကြားနေရတယ်။ဒါကတော့အိမ်ထောင်ရေးဒုက္ခတဲ့မျိုးသမီးတွေအမေရုံးငန်းထဲမှာရင်ဖွင့်ရင်မျိုးသမီးတွေငိုနေကြ။အမေအေးပါပုံကိုတွင်းမိပြီးတီကိုပြုံးလိုက်တယ် အမေလေအမေလိုရှင့်နေမျိုးတော့မလောက်ချင်းဒါပေမဲ့အမေအတွက်တော့သူကုံယူမိတာအမှန်ပဲအမေရုံးကန်းနဲ့ကဲ့ရက်ကသူ့ခံလေးတွေကိုဝင်လာခဲ့ပြီးခီရန်နဲ့ခဏစကားပြောတယ်ပြီးတာနဲ့ចောင်းကပါလာတဲ့အင်စာတွေတန်းလုပ်တယ်သိမ့်မကြခင်အပြင်မှာမှောင်စားပြုတ်လာပြီးအပြင်မှာကခြေတန်ကြတော့ခီရန်ကဟိန်းနေတပြိုင်နဲ့ထဲမှာပဲတကားခေါက်တန်ထွက်လာလို့တီယိုအလန့်တကြားခုန်ထပြီးတကားစီပြေးသွားဖွင့်ကြည့်တော့လာလာဂျူလီယို တီယိုတကားပွင့်ပြီးတော့သူကတို့အပြင်မှာခဏပြောလို့ရမလားတီယိုတဲ့တီယိုကအပြင်ကိုမင်းငေါ်ပြပြီးတကားပိတ်လိုက်တယ်ရရလေကဲဆိုမာရီဖြစ်လာလေအေးဘလို့ပြောရမလဲမသိဘူးတီယိုတရားရုံးမှာမင်းငေါ်ငါရိတ်ခနဲမြင်လိုက်တယ်မင်းဘာလာလောက်တာလဲဂျူလီယိုကအပြင်ကိုခတ်တွတ်တွတ်ရှောင်းရင်ဘေဘီကိုကြည့်ပြီးအရန်စိတ်လို့ရှားနေပုံနဲ့ပြောတယ်ငါတယောက်ယောက်နဲ့တိုင်ပင်ဆရာရှိလို့ယုံကြည်ရမယ့်လူတယောက် ဥပဒေကိုနားလည်တဲ့လူတယောက်ပေါ့မင်းငါ့ကိုယုံယုံကြည်ကြည်ပြောနိုင်ပါတယ်ဂျူလီယိုသူတနေ့လုံးသိချင်တဲ့ဇလန်းနဲ့အဆက်အဆက်ကိုတီယိုတမျောလင့်တကြီးပြောလိုက်တယ်မင်းကိုငါပြောမဲ့အကြောင်းနဲ့မင်းဘသူမှပြန်မပြောရဘူးနော်ဟုတ်ပြီနော်အေးပါကွာနေပေါင်းဘသူမှမသိစေချင်တဲ့အကြောင်းဘာလို့မင်းအတယောက်ယောက်ကိုထုတ်ပြောမှလဲငါတို့နားမလည်ဘူးတယောက်ယောက်ကိုသိစေချင်တာရင်သူ့စီကအကြံဉာဏ်ယူချင်တာရဲ့အကြောင်းပါဘာကြောင်းလဲ ဂျူလီယိုကလက်နှစ်ဖက်ကိုဂျင်းမောင်းမိအိတ်ထဲထိုးထည့်လိုက်ပြီးတော့သူ့ပခုံးနှစ်ဖက်ယော့ကျသွားတယ်။သူ့ကြည့်ရအထိတ်တလန့်ဖြစ်နေတဲ့ပုံပဲ။သီယိုကသူ့ရဲ့အကြောင်းစဉ်းစားကြည့်ရ။သူရဲ့သူ့အမေရဲ့ပြီးတော့သူ့ညီလေးနဲ့ညီမလေးဟာအဖေထားခဲ့တော့အစိုးရဆောင်းရှောက်ရေးခရမှာနေနေကြရတယ်။သူတို့ဘဝဟာနေရောညပါကြီးလန်းစားစားအဖြစ်မျိုးနဲ့နေနေရတာ။မင်းကကိုယုံကြည်ကြည်ပြောနိုင်ပါတယ်ဂျူလီယိုလို့သီယိုကအစပေးလိုက်တယ်။ ဂျူလီယိုကသူ့နဲ့မျက်နှာချင်းဆိုင်ရဲ့တယ်လို့မြေကြီးကိုငုံကြည့်နေရက "Okay တီယိုငါမှာအကိုဝမ်းဝဲတယောက်ရှိတယ်"တို့လိုပဲအယ်ဆာဗာရိုကဒီကိုရောက်နေတာ။သူက16 19လောက်ရှိပြီးဒီကိုရောက်နေတနှစ်လောက်ရှိပြီ။ဂေါ့ဖ်ကွင်းမှာအလုပ်လုပ်တယ်၊မြေရိပ်တယ်၊ရှီလောင်းတယ်။အဲ့လိုအောက်ခြေသိမ်းလုပ်တွေလုပ်ရတာပေါ့ကွာ။တထမင်းဂေါ့ဖ်ရိုက်တတ်တယ်နော်တီယို။อืมဒါဆိုကော်ဖီရိုက်တဲ့လူတွေ ਨੇ မသိမှာပေါ့อืมသိပါတယ် တီယိုကစနေနေ့မနက်တိုင်းမြို့နယ်စီပင်ကွင်းမှာသူ့အဖေနဲ့ကစားတယ်။အဲ့ဒီကွင်းမှာအလုသမားတချို့ရှိတယ်။အားလုံးလိုလိုတောင်အမေရိကနိုင်ငံတွေကရောက်လာကြတဲ့သူတွေကြီးပဲ။မင်းပြောတာဘယ် golf ကွင်းလဲလို့တီယိုကပြန်မေးလိုက်တယ်။သူတို့မြို့ကလေးမှာ golf ကွင်းက၃ကွင်းအောင်ရှိတာကိုသူလုပ်တဲ့ golf ကွင်းကအမျိုးသမီးအသက်ခံရတဲ့အိမ်နာက golf ကွင်းလေ။ Waverly Creek ကွင်းလား။ဟုတ်တယ်။တီယိုစိတ်ဝင်စားသွားပြီးရှင်တွေခုံးလာတယ်။အေး ဆက်ပြောပါဦးအေးဆက်ပြောပါဦးရုံငန်းထဲကိုပြေးပြီးနှစ်ယောက်သားတကားပိတ်ပြောဖို့စိတ်ကူးလိုက်တယ်ဒီလိုကွာလူသက်မှုဖြစ်တဲ့နေ့ကသူ့ကွင်းထဲမှာအလုံးလုံးနေတယ်17ခွဲကနေ17နှစ်အထိနေ့လယ်စားစားချိန်မှာ သူကထမင်းညင်ဖွဲ့ပြီးစားနေရသူကရွာကိုအမြဲပြန်ကျင်နေရကောင်ဘသူနဲ့မှလည်းတိတ်မရောဘူးနေ့လယ်စားကိုလည်းတနေ့ရမတယောက်ထဲသွားစားတတ်တယ် စားနေရင်လဲသူ့အိတ်ထဲမှာအမြဲတမ်းပါတဲ့အဖေအမေနဲ့ညီလေးယောက်ပါတဲ့ဓာတ်ပုံကိုထုတ်ထုတ်ကြည့်တတ်တယ်။သူကအမြဲတမ်းဝမ်းနဲ့တက်ပြီးအိမ်မဲပြောင်းနေတဲ့ကောင်မျိုး။သူတို့ကတိတ်ဆင်းရတယ်။သူပြန်ပို့တဲ့ငွေလေးနဲ့မိသားစုအသက်ရှင်နေကြရတာ။သူကဘယ်နှမ်းမှနေလေစားတော့စားတတ်တာလဲ။မေးလိုက်ရပေမဲ့တေးဟုတ်တွေတဲလွန်သားတစ်ခုရသွားပြီ။အဲ့ဒါတော့မသိဘူး။ငါမှ golf ကိုနဲ့မရောက်ဘူးတာ။သူပြောတာကတော့ fair winner ဆိုလား။ အလုသမဆတော့ခံရဲ့နဘေးဆိုလားသူစားတတ်တယ်တဲ့မင်းတို့တိမှာပေါ့အေးတိတယ်အဲ့ဒီနေရာတစ်ပင်ရင်မှာသူထိုင်စားနေရတဲ့တခြားလူတွေနဲ့ဝေးရမှာတော့ဆာတာဖြစ်မှာပေါ့ကွာအဲ့ဒီချိန်မှာပဲအဲ့ဒီတစ်ချိန်မှာသူတယောက်တည်းနေဝင်ရှိရာကိုအဲ့မှာဟိုလူကိုသူလှမ်းမြင်လိုက်တာဘာဂီကိုတန်းတလျှောက်တအားမောင်းသွားတာတဲ့ဘာဂီနောက်ပိုင်းပေါ်နောက်ပိုင်းပေါ်မှာ golf 8နဲ့ဒုတ်မျိုးစုံတင်ထားတဲ့သူကြည်ရတာ draw တော့ပါဖြစ်နေပုံပဲတဲ့ရုတ်တရက်သူ့ပါကြီးကိုဘေဘက်ချိုးအိမ်ကြီးတလုံးတလုံးစီမောင်းသွားပြီးမှအိမ်ရှိမှရက်လိုက်တာတဲ့အဲ့ဒီအိမ်ဟာလူတမှုဖြစ်တဲ့အိမ်ကြီးတွေဗျာဒီကိုအသက်ရှူဖို့မိသွားပြီဖျားတားလိုက်မိရဲ့ဆက်ပြောလေးကျူလီကိုအဲ့ဒီလူကဘာကြီးဘောကနေခုံစင်းပြီးနောက်ဖေးတကားစီပောက်စီကိုပြေးသွားတာတဲ့ပြီးမှကော်ဖနက်ကိုရွတ်ပြီးအိမ်ထဲကိုပြေးဝင်သွားတယ်တဲ့။ဒါကိုပြန်မပိတ်ခဲ့ဘူး။အရေးကြီးကိစ္စရှိနေတဲ့ပုံစံမျိုး ငါကဘာမှထူးထူးခြားခြားမစဉ်းစားမိဘူးဒီနေ့တော့ကလူတွေကကော်ဖီရိုက်လိုက်ပြန်သွားလိုက်လောက်တာဘာမှမထူးဆန်းဘော့ဒါပေမဲ့ငါနောင်တော်ကအိမ်ပေါ်ကမှဖနှက်ချွတ်ပစ်ခဲ့တာကိုထူးဆန်းတယ်လို့ထင်နေနောက်တစ်ခုသူ့အမေကထူးဆန်းနေရရှိသေးတယ်တဲ့ဘာထူးဆန်းတာလဲသူကကော်ဖလက်အဖြူကိုဘယ်ဘက်တစ်ဖက်ပဲဝစ်ထားတယ်တဲ့အဲ့ဒါထုံးစံလိုက်အေးဟုတ်တယ်များအဖြစ်တော့ညာတန်ကော့ဖ်တမော်ရီယာ ဘယ်လက်မှာပဲလက်အေးဝေးကြတယ်။အေးငါနောင်တော့ကအဲ့ဒါပြောတာပေါ့အဲ့လူကတနင်္လာကနေကော့ဖီရိုက်ပြီးအိမ်ပြန်လာတဲ့ပုံမျိုးတဲ့သူလက်အိတ်ချုပ်ဖို့မေ့သွားတယ်ပေါ့တေဝကဖြတ်ပြီးမေးလိုက်တယ်အေးဖြစ်နိုင်တယ်ဒါပေမဲ့ထူးဆန်းတာကထွအိမ်ပေါ်ကမှဖနှက်ချွတ်ပြီးတာနဲ့အိတ်ထဲကိုနှိုက်ပြီးတခြားလက်အိတ်တစ်ခုစွဲထုတ်လိုက်တယ်ပြီးတော့ညာဘက်လက်မှာဆွတ်တယ်အိတ်မှာလက်နှစ်ဖက်လုံးလက်အိတ်အဖြူနဲ့ဖြတ်သွားတယ် တို့လေချောင်းเนี่ยအလုံးကြီးစောင့်တက်လာတယ်လို့ဆိုသွားတယ်။ဂျူလီယိုကမေးလိုက်တယ်။အိမ်နဲ့ဝန်ခံကြီးမှာဘာဖြစ်လို့လက်အိတ်နှစ်ဖက်လုံးနှစ်ဖက်လက်နှစ်ဖက်လုံးလက်အိတ်ဆွဲရတာလဲ။တီယိုကဘာမှမပြောပဲတရားရုံးထဲမှာရှေ့နေရင်းနဲ့ခြံရံမိထိုင်နေတဲ့မစ္စတာပီတာဒက်ဖီကို မျက်စိနဲ့မြင်အောင်လာတယ်။မျက်နှာမျက်နှာချီထားပုံကငါလုတ်ခဲ့တယ်။ဘယ်သူဖမ်းနိုင်လဲဆိုတဲ့စိန်ခေါ်တဲ့ပုံစံမျိုး။တီယိုကပြန်မေးလိုက်တယ်။ဘယ်ဖေးရောက်ပြီလဲ။နံပါတ်6 မင်းပြောတဲ့ခရစ်ကွဲမဖြစ်မင်းတီယိုတယောက်ထဲတွေးနေမိရဲ့ဒါဆိုတဖိအိန်နာကဖဲဝေးပေါ့မင်းနောင်တော့ကဘလောက်ဝေးဝေးမှရှိနေလဲအဲ့ဒါငါမသိဘူးသူ့ကိုဟိုလူမမြင်တာတော့တေးကြတယ်တဲ့ဟိုလူကအိန်ထဲကနေပြန်ထွက်လာလဲသူလှမ်းမြင်လိုက်တယ်တဲ့ဘေးပပက်လေကိုဝေ့ကြည့်နေသေးတယ်တဲ့သူ့ကိုဘယ်သူများမြင်သွားလဲပေါ့သူ့ကိုငါအကိုတော့စောင့်ကြည့်နေရဆိုတာတော့သူဘလို့မှမသိနိုင်ဘူးသူအိမ်ထဲဝင်သွားဘလောက်ကြာတဲ့လဲသိမကြဘူးတဲ့ ဒါကြောင့်တန်တဲ့မဖြစ်မိဘူးတဲ့အိမ်ထဲကထွက်လာကိုလှက်ကြည့်လှမ်းကြည့်နေရင်သူကထုံးစံတိုင်းဖះဆိုင်ရွတ်တယ်မိသားစုကိုမြတ်တာပို့တယ်အဲ့လူကအိမ်ရှိကပြင်းမှာတမနစ်လောက်အေးအေးဆေးဆေးလမ်းလျှောက်နေသေးတာတဲ့ဖဲဝေးဘက်ကိုလှမ်းလှက်ကြည့်လှက်ကြည့်နေတဲ့အဲ့ဒီအချိန်မှာလက်အိမ်နှစ်ဖက်လုံးကိုချွတ်လိုက်တယ်တဲ့ပြီးတော့သူ့ golf 8ထဲကိုထိုးထည့်လိုက်တယ်တဲ့ပြီးမှဖက်နှက်ပြန်စီးတယ်နောက်ဘက်ကီဘောပြန်ခုန်တက်ပြီးပြီးမောင်းထွက်သွားတယ်တဲ့အဲ့နောက်ဘာဖြစ်လဲ မွန်တဲ့ချိန်မှာငါနောင်တော်ကအလုတ်ကပြန်စင်းတယ်။သူမြက်ဖြတ်နေတော့အလုတ်သမားတင်ငယ်ချင်းတယောက်ကသူ့ကိုလာပြောတယ်တဲ့။ဟေးဟိုမကြီးစမ်းရဲတွေရှုပ်ရှက်ခတ်နေရပဲ။အိမ်ဖောက်ထွေးဝင်ပြီးအင်းရှင်မျိုးသမီးကိုတတ်သွားလို့တဲ့။ကော့ဖ်ကွင်းတကွင်းလုံးအဲ့ဒီတရင်ချက်ချင်းပြန်သွားတယ်။အဲ့ဒီဝုန်းချင်မှလည်းရဲတွေအပြေးဖြစ်သွားတဲ့။အဲ့ဒါကိုဟိုပုဂ္ဂိုလ်ကကွင်းထဲကနေလှန့်ကြည့်ပြီးချက်ချင်းအပြေးအလောမောင်းထွက်သွားတယ်တဲ့။အဲ့ဒီအကြောင်းနဲ့မင်းနောင်တော်ကဘယ်သူ့ကိုပြောပြမိသေးလဲ။ ဂျူလီယိုကဂဲတလုံးကိုကန်ထုတ်လိုက်ပြီးဘေးဘီကိုဝိတ်ကြည့်လိုက်တယ်။ပဝန်းကျင်ကပိမ့်ပိအောင်မှောင်နေပြီ။ဘေးမှာဘသူမှရှိတာတေချာတော့မှသူပြောတာလည်းဘသူမှမကြားပါဘူးနော်တေကို။အိုးမကြားပါဘူး။ငါနောင်တော့ခိုးဝင်လာတာကွ။အခုထက်ထိအလုတ်ပါမဲမကြသေးဘူး။ငါတို့မိသားစုက အားလုံးရထားပြီးသား။ "तू ကခုထိခိုးဝင်အစင်းနဲ့နေနေရတာ"လူသမို့ဖြစ်ပြီးနောက်နေမှာရဲတွေရောက်လာပြီးသူတို့ကိုမဆုံးနိုင်တဲ့မိကုန်းတွေနဲ့စစ်တော်တာပဲ။ ဲ့ဒီမှာသူနဲ့ဘဝတူအလုပ်ပါမင်းမရသေးရဲ့အဲဆဘာတို့ကကောင်းလေးနှစ်ယောက်လည်းရှိသေးတယ်ဒီလိုသူတို့ boss က၂ရက်၃ရက်လောက်ရှောင်နေပါလို့ပြောတာ ਨੇ သူတို့ပုန်းနေရတယ်အဲ့ဒါပဲတီယိုရဲအတီကျွမ်းလည်းမရှိတော့မိသွားရင်သူတို့၃ယောက်လုံးဖမ်းခံရလိမ့်မယ်ပြင်းနေနံပေးခံရမှာလည်းတေချာတယ်မင်းလူကဒီကိစ္စဘယ်သူမှမပြောတာတေချာရဲ့လားတီကြတယ်ငါတယောက်ကိုပဲပြောပြတာသူညက TV ကြည့်တော့အဲ့ဒီသတင်းလာနေတယ်တဲ့အိမ်ကြီးကိုအသေးစိတ်ရိုက်ပြတယ်တဲ့ ီးတော့လူတယောက်ပုံဝင်ရိုက်ပြတယ်။အဲ့လူတေးကြတယ်လို့ငေါ့နောင်တော့အတိအကျပြောတယ်။သူကဘာဖြစ်လို့မင်းကိုဖွင့်ပြောပြတာလဲ။အဲ့ဒါတော့သူ့မှာအရင်ချဆိုလို့ငါပဲရှိရလေကွာ။ပြီးတော့ငါအင်္ဂလိပ်လိုပြောနိုင်တယ်။နေခွင့်ပါမကြပေးတာ။သူကအင်္ဂလိပ်စာမတက်ရုံမကဘူး။ဒီကဥပဒေအကြောင်းလဲနှကန်းတလုံးမှမသိဘူး။ဒါကြောင့်သူကငါ့ကိုအဲ့အကြောင်းမေးတာ။ငါစုံစမ်းပေးမယ်လို့ပြောထားတယ်။ဒါကြောင့်မင်းစီကိုယောက်လာတာ။အဲ့တော့ငါဘာလုပ်ပေးရမှာလဲ။ ို့ပါဆက်လို့ရမလဲမင်းစီကအကြံဉာဏ်လိုချင်လို့သူဟာဒီအမှုမှာတိတ်ရေးကြီးရဲ့တက်တည်ဖြစ်နိုင်နေ။အိုးတိတ်ဟုတ်တာပေါ့။အဆာဘားရိုးကိုအမြန်ဆုံးပြန်ပြေးဖို့လို့ပြောမင်းလုပ်ပြီးမှသူပြန်စဉ်းစားလိုက်တယ်။မီးယိုးကိုပုတ်ပြီးခဏလေးကြိုလေးခဏလေးသူ့ဝန်ွယ်အကိုချောင်းစဉ်းစားရင်သူ့ကိုတက်တည်ဝက်ချင်နေမှာရက်နေပုံကိုမြင်အောင်လာတယ်။ဂျူလီယိုကအဲ့လိုကိစ္စမျိုးတွေမှာစွန့်ငွေရနိုင်လား။သူကငွေလိုလို့လား။ အာငွေရတော့လူတိုင်းလူတာပေါ့ကွာနေုံကွာငါလည်းသိမ့်မသိဘူးသိမ့်နှုတ်ကြသွားပြီထင်နေအမှုကတဝက်ကျိုးလို့အမိန့်အောင်ချတော့မယ်တီယိုကပြောပြီးကြောက်ခဲတလုံးကိုကန်ထုတ်လိုက်တယ်ပြီးတော့ခြေတိတ်ညောင်ညင်သွားပြီးကိုချရောက်ကိုငုံချင်နေကြတယ်တီယိုတယောက်ကောင်းနေမူးနောက်မူးနောက်ဖြစ်လာတယ်အေးကွာချရတာတော့မယုံနိုင်လောက်အောင်မယ်လို့ပြောပြီးအပြေလွှာစဉ်းစားတယ်လမ်းကြောင်းကိုတဖြည်းဖြည်းမြင်တယ်လို့လို့ရှိလာပေမဲ့ဒီလုတ်တွေကလူကြီးတွေလုံးရမယ်အလုတ်လေး ဒီကိစ္စကိုသူဘလို့မှမျိုးတိတ်ထအလိုရမှာမဟုတ်ဘူးဂျူလီယိုကသူ့ကိုစိုက်ကြည့်ပြီးအထင်တကြီးနဲ့သူ့ပေးမဲ့အကြံကိုစောင့်နေကဲဘလို့လဲတီကိုသူကဘာမှနေလဲကြောင်ပိုင်းနားမှာနေရလို့ပြောတယ်ငါလည်းတစ်ခါမှမရဘူးအဲ့နေရာအကြောင်းကိုတီကိုကြားဘူးတယ်အိုမဲ့အိမ်မဲ့ရင်းနဲ့ပြန်ကြရနေတဲ့နေရာစထရတန်ဘက်ဟာတိတ်လုံးကြုံအေးစေးရမျိုးလေးပါတစ်ခါတလေတော့ပြစ်တာခတ်တာမျိုးဆေးမှုမျိုးတွေဖြစ်တတ်တယ် ဲ့လိုဖြစ်ပြီဆိုရင်တို့ရဲ့ကွက်ကပဲငါသူနဲ့စကားပြောကြည့်ချင်နေရမလားမသိဘူးတီကိုသူကြောက်နေရတော့အမှန်ပဲဒီမှုနဲ့ပတ်သက်ပြီး तू သွေးပြက်နေအလုတ်ပြုတ်မှတွေးပြီးရမ်းလှန်နေတာ तू အလုတ်ပြုတ်ရင်ဟိုမှာကြံခဲ့တဲ့သူ့မိသားစုထမင်းငတ်မှလေအေးငါနားလေပါရဲကွာငါဘာလုပ်ပေးနိုင်မလဲဆိုတာသူ့စီကအချက်လက်တွေထက်ရဖို့လိုတယ်မင်းသူနဲ့မကြမကြတွေးပြက်လားတပတ်ကိုတစ်ခေါက်နှစ်ခေါက်တော့ဝင်းဝင်လာတတ်တယ် အမေကိုလာနှုတ်ဆက်တတ်တယ်။ "तू ကအင်ကိုတန်ရုံးစင်တိတ်တိတ်တန်ရုံးစင်ကြီးတဲ့ကောင်။ तू မဖုန်းရှိလား။မရှိဘူး။ဒါပေမဲ့ तू နဲ့အတူတူနေတဲ့တငယ်ချင်းကောင်လေးတယောက်စီမှာတော့ရှိရဲ့။တေဝဲကျောက်စရစ်လမ်းပေါ်ကိုခောက်တော့ခောက်ပြန်ရှောင်ရင်စဉ်းစားနေ။ပြီးတော့လက်ဖြောက်တီးလိုက်ပြီး "Okay, okay, ငါဒီလိုလုပ်မယ်။မင်းဒီညအိမ်မှာတော့ရမယ်အခက်အတင်းချရပါလာသေးရမဟုတ်လား။"อืมပါတယ်ချင်နေ။ပါလာတယ်လို့အတိအကျပြောကွာ။အင်း ပါပါတယ်အေးဟုတ်ပြီသူနဲ့မင်းရအောင်ဆက်သွဲလိုက်မင်းတို့အဆောင်ကိုတနားရက်အတွင်းအရောက်လာဖို့ချိန်လိုက်မင်းကိုအခက်အတင်ချက်ကူတွက်ဖို့ငါလာခဲ့မယ်သူ့ကိုပြောလိုက်ငါနှုတ်လုံးနဲ့အကြောင်းဟုတ်ပြီနော် okay မင်းတို့သူအားလုံးပြောပြရင်ဘာဖြစ်လာမှာလဲအဲ့ဒါအတိအကျတော့မပြောနိုင်ဘူးချိန်နေရပဲအမောင်နဲ့မှဂျူလီကိုပျောက်သွားတယ်တီယိုကသူ့အခန်းကိုပြန်လာပြီးသူဖွင့်ထားတဲ့ဒက်ဖိဖိုင်တွေကိုယူလိုက်တယ် ်ဖိုင်ရဲထဲမှာတင်းစားဆောင်မတွေဆွဲချက်မိတူတွေပီတာတက်ဖီနဲ့ကလီဖိုနန်ဆိုအကြောင်းအင်တာနက်ကသူရှာထားတာတွေအပြင်အစိုးရရှေ့နေချက်ဟုတ်ကန်အကြောင်းတွေပါပါတယ်ရှေ့နေတိုင်းဟာဒီလိုပဲဖိုင်တွေဖွင့်ထားကြရတယ်သီယိုရိုမီတာစုကဗုဒ္ဓဟူးနေ့ညအတိုင်းရွှေနှကားဆိုင်ကတရုတ်စာမှစားတတ်ကြတယ်သီယိုအကြိုက်ဆုံးပယ်ရမစ်စင်ကားကိုကြည်ရင်ပေါ့ဒီနေ့သူ့အမေအခန်းထဲမှာအမှုတွေမပြောင်းချသေးဘူးအခန်းတော့ခတ်ထားတာတော့ မျိုးသမီးတစ်ယောက်ရဲ့ငိုတန်းကိုကြားနေရတယ်။မစ္စတာဗွန်ကအခန်းထဲကထွက်လာပြီးရွှေနဂါးဆိုင်ကိုတွားမယ်ဆိုတော့တီယိုကဂျူလီယိုနဲ့ရိတ်တာမှာခဏဝင်တွေ့ဆရာရှိလို့မိနစ်နဲငယ်အိမ်ပြန်နောက်ကျမဲ့အကြောင်းဖေ့ကိုခွင့်ပန်လိုက်တယ်။တိတ်နောက်မကြနဲ့နော်ခုနှစ်နာရီမှစားကြမှာဟုတ်ကဲ့ပါဖေဖေခုနှစ်နာရီမှသူတို့စားနေကြအချိန်သူ့အဖေနဲ့အမေတို့ရဲ့သူ့အဖေနဲ့အမေတို့အိမ်ရဲ့အောက်ဆုံးထက်ကကုမ္ပဏီရုံးခန်းတွေမှာစပွဲရှိကြီးနဲ့ တရေကလစ်ထိုင်နေချထားတဲ့စာကြည့်ကန်းရှိရယ်။နေရင်ပပက်လင်မှာအေယာမစာအုပ်ထူကြီးတွေတန်းစီလို့အေးတကြီးအစည်းအဝေးတွေရှိရင်ဒီရုံးငန်းထဲမှာလောက်ကြတယ်။ရှင်းနေရချင်းချင်းတိုင်ပင်စရာရှိရင်လည်းဒီနေရာမှာပဲစုံကြတယ်။ရှင်းနေလက်ထောက်ဘင်းစ်ကလည်းဒီခန်းထဲမှာအလုပ်လာလုပ်တတ်တယ်။ဒီခန်းထဲမှာလူရှင်းချိန်ဆိုတီယိုလည်းမကြခဏလာထိုင်တတ်တယ်။ရုံးငန်းနေပိတ်သွားလို့ဒီခန်းထဲမှာလူရှင်းနေလာထိုင်ရတာတီယိုပြောတယ်။ သူစာချစ်ခဲနဲ့လာရင်ဂီဒီယန်သူ့နောက်ကအမြဲကပ်ပါလာတာကြီးပဲသူကမီးမဖွင့်မဲ့တရေကလေးထိုင်ပေါ်မှာစိမ့်နဲ့ထိုင်ပြီးခြေထောက်နှစ်ဖက်ကိုဇပွဲပေါ်ပြစ်တင်ထားတတ်တယ်ပြီးတော့သူ့အသက်ထက်ရော သူ့မိဘတွေရဲ့အသက်ထက်ပါပိုကြီးတဲ့စာအုပ်ကြီးတွေကိုငေးကြည့်နေတတ်တယ်ထောင်ပေါင်းများစွာရှိတဲ့စာအုပ်ကြီးတွေကိုငေးကြည့်နေတော့မှသာသူ့အမေရုံးခန်းစီကအတံပလန်တွေပြောက်ွယ်သွားတတ်တယ်တီယိုတိတလောက်သူ့တငယ်ချင်းတွေထဲမှာ ဖေရောအမေပါရှေ့နေလောက်ကြရဲလို့မကြားမိဘူးကြောင်းပြီးတာနဲ့အဖေအမေရုံးငန်းကိုလာတဲ့တငယ်ချင်းလည်းတယောက်မှမရှိဘူးသူတို့ကကြောင်းဆန်းနာနဲ့ဘတ်စကတ်ဘောကစားကြတယ်ဘောလုံးကန်ကြတယ်တချို့ကရေကူးကြတယ်ချို့ကတော့အိမ်တန်းပြန်ပြီးညစာစားချိန်ကိုစောင့်ရင်းရောင်းတောင်းတောင်းလောက်တက်ကြတယ်သူကတော့မှောင်မှောင်မဲမဲရှေ့နေစာကြည့်ခန်းထဲကဥရိစာအုပ်တွေရဲ့အလဲမှာလွန်ခဲ့တဲ့နိုင်ပိုင်းကအကြောင်းနဲ့ပြန်စဉ်းစားနေတတ်တယ်ဒီနေရာကိုသူတိတ်တဘောကြတယ် စာအုပ်ကြီးတွေရဲ့တရေဖုံးနှံပြီးတော့အခန်းထဲမှာခင်းထားတဲ့ရှေးဟောင်းကော်စော်ကြီးရဲ့အနံ့ကိုသူတိတ်သဘောကြတာသူ့လိုចောင်းသားလေးတယောက်ကဒက်ဖီရဲ့လူသက်မှုရဲ့အဖြစ်မှန်ကိုသိနေရဲဆိုတာဖြစ်ကောဖြစ်နိုင်ပါမလားတမျိုးလုံးရဲ့85ရာခိုင်နှုန်းလောက်ကမမြင်တဲ့ကိစ္စကိုသူကဘာကြောင့်မြင်နေရတာလဲသူတို့မျိုးကလေးမှာ ခုလိုဟိုးလေးတကြောကြောလူသက်မှုဆိုလို့1950ပြည့်နှစ်လုံးနှစ်များကပဲ 1950ပြည့်လွန်နှစ်များကတခါပဲဖြစ်ဖို့ခဲ့တယ်။ဒီနှစ်ဖြစ်နေတဲ့အမှုကြီးမှာဘာကြောင့်သူပတ်သက်နေမိတာလဲ။တကယ်တော့ဘာဆက်လုပ်ရမယ်ဆိုတာခုချိန်ထိသူလုံးဝမသိသေးပါဘူး။ပြီးပါပြီ။နောက်ထောင်ပြည့်ရဲ့အတွက်ကျေးဇူးတင်ပါတယ်။